မြန်မာနွေဦးခရိုနီကယ်အော်တိုဘာလာနေ့ရက်နေ့မြင်တွင်ဝင်တန်းနဲ့ပင်စင်စားတွေကိုတလ3000ခန်းစားခွင့်တူပေမဲ့မကြုံဘူးတဲ့ကုန်စည်နှုန်းတွေနဲ့ရင်ဆိုင်နေကြတဲ့လူလူရဲ့အခြေအနေအနာသိစ်အစိုးရကဝန်တန်းတွေနဲ့ပင်စင်စားတွေကို အပိုခန်းစားခွင့်တလ7000ထပ်မံတူပေးလိုက်ကြောင်းစက်တင်ဘာလ30ရက်နေ့မှာကြေညာခဲ့ပါတယ်။အခုလိုအပိုထောက်ပံ့ကြေးကောင်းစင်နဲ့7000တူပေးခဲ့တာဟာဆရာနာသိမ့်ပြီးနောက်မှာဒါဟာတတိယအကြိမ်ဖြစ်ပါတယ်။ 2023ခုနှစ်အောက်တိုဘာလမှတကြိမ်2024ခုနှစ်ဩဂုတ်လမှတကြိမ်နဲ့အခု2025ခုနှစ်အောက်တိုဘာလမှတကြိမ်၃ကြိမ်ရှိပြီဖြစ်ပါတယ်။လောခလစာတုံးမြင့်တာကိုတရားဝင်ရပိုင်ခွင့်ရှိတဲ့လစာနှုန်းထားအဖြစ်သတ်မှတ်ပြဋ္ဌာန်းတာမျိုးမဟုတ်ဘဲအပိုထောက်ပံ့ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့သာပေးအပ်လာတာယခုတကြိမ်နဲ့ဆို၃ကြိမ်ရှိပြီဖြစ်ပါတယ်။အာဏာသိမ်းထားတဲ့စစ်တပ်အနေနဲ့လွတ်တော်မရှိတာကြောင့်လောခလစာတုံးမြင့်တဲ့လှုပ်ဆောင်မှုကို ရွေးကောက်ခံအစိုးရတည်းရဲ့အနေအထားမျိုးမလုံဆောင်နိုင်တဲ့သဘောမျိုးလားတော့မဆိုနိုင်ပါဘူးအခုလိုအပေါ်ထောက်ပံ့ကြေးကောင်းစင်နဲ့ခန်းစား권ပေးခြင်းဟာပုဂ္ဂလိကကဏ္ဍမှာလောက်ကင်နေကြရတဲ့နေစာလက္ခဏာအလုံသမားတွေအတွက်အခြေခံလစာတိုးမြင်ပေးတာမဟုတ်တဲ့အတွက်အလုံသမားအခွင့်အရေးခန်းစား권တွေအရအကျုံးဝင်ခြေမရှိဘဲနစ်နာမှုတွေလည်းဖြစ်ပေါ်စေတာဖြစ်ပါတယ်အထည်ကျုံနဲ့တခြားသောပုဂ္ဂလိကဆက်ယုံအလုပ်ယုံလုပ်ငန်းတွေမှာလုပ်ကင်နေကြတဲ့အလုပ်သမားတွေအနေနဲ့ အနေဆုံးတရက်လုံအားခ4800ကျပ်သာရှိနေသေးပြီးစစ်ကောင်စီကတတ်မှတ်ပေးတဲ့အပိုထောက်ပံ့ခြေတွေအရာကျပ်1000စီနှစ်ကြိမ်တိုးမြင့်ထားတာကြောင့်အနေဆုံးတရက်ခန်းစားခွင့်ကကျပ်6800ဖြစ်နေပေမယ့်အခြေခံလစာတွက်ချက်ပုံမျိုးမှာအကျုံးဝင်ခြင်းရှိမနေတဲ့သဘောလိုလဲနားလည်ရပါတယ်။အခုနောက်ဆုံးအစိုးရဝန်ထမ်းတွေနဲ့ပင်စင်စားတွေကိုအပိုထောက်ပံ့ခြေ3000ကျပ်ပေးအပ်ခဲ့တာနဲ့အညီပုဂ္ဂလိကကဏ္ဍမှာလည်း တရက်လုံအားကကြက်တထောင်စီတိုးမာလာဆိုတာစောင့်ကြည့်ရမယ်အနေအထားဖြစ်ပါတယ်၂၀21ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့ဆီယာနာတင်ပြီးနောက်ပိုင်းနိုင်ငံရေးစီရင်တဲ့တန်တမန်ရေးဆိုင်ရာအထွေထွေတရားမှုတွေကြောင့်မြန်မာကျပ်ငွေနဲ့အမေရိကန်ဒေါ်လာလဲလှယ်နှုန်းအရာကြီးရင်ကျပ်ငွေဖောင်းပွားမှု300ရာနှုန်းလောက်သာဖြစ်လာခဲ့ပါတယ်ဆီယာနာတင်တဲ့အချိန်တုန်းကဒေါ်လာကိုကျပ်1300ဝန်းကျင်ရှိရာကနေအခုအခါမှာ၄000ဝန်းကျင်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ် ဒီမတိုင်ခင်တချို့သောကာလတွေမှာအမေရိကန်ဒေါ်လာကိုကျပ်ငွေ9000ကျော်ကနေ6000ကျော်အထိမြင့်တက်ခဲ့ပူတာတွေလည်းတွေ့ခဲ့ရပါတယ်။တချို့သောနိုင်ငံရေးမတိမငိမ်ဖြစ်မှုရဲ့တက်ရောက်မှုစီးပွားရေးမူဝါဒအပြောင်းလဲတွေရဲ့တက်ရောက်မှုနဲ့ငွေကြေးထက်မှန်ရိုက်နှိပ်တယ်ဆိုတဲ့2000တန်ငွေဆက်ကူအသစ်ထုတ်ဝေခြင်းလိုမျိုးတွေကငွေကြေးဖောင်းပွားမှုတွေကိုရုတ်တရက်မြင့်တက်စေခဲ့တာမြန်မာကျပ်ငွေတွေပြည်ပကိုလွှဲပြောင်းမှုမြင့်တက်ခဲ့တဲ့ကာလတွေမှာမြန်မာကျပ်ငွေတန်ဖိုးအနိုင်ဆုံးရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ အခုလက်ရှိအချိန်ကာလမှာတော့မြန်မာတက်ငွေတန်ဖိုးမြင့်လာခြင်းကိုထိုင်းမြန်မာနယ်စပ်ကုန်တယ်ရေးတွေပိတ်ပင်လိုက်တဲ့လှုပ်ဆောင်မှုကိုအ धिक အကြောင်းရင်းအဖြစ်ကောက်ချက်ချပြောဆိုနေကြတာပါ။ဩဂုတ်လကစလို့မြဝရီမဲဆောက်ထိုင်းမြန်မာနယ်စပ်ကုန်တယ်ရေးလမ်းကြောင်းကကုန်ပစ္စည်းတင်သွင်းတာတွေကိုရုတ်တရက်ရပ်ဆိုင်းလိုက်ပြီးမြန်မာနိုင်ငံတည်းဝင်ရောက်ထားပြီးဖြစ်တဲ့ကုန်စည်တွေကိုပါစစ်ဆေးဖမ်းဆီးတာတွေလုပ်ခဲ့တာကြောင့်ထိုင်းကုန်ပစ္စည်းတင်သွင်းဖို့မြန်မာတက်ငွေဝယ်ယူမှုတိသာစွာကြာဆင်းခဲ့ပြီး အခုလိုတက်ငွေတန်ဖိုးမြင့်တက်လာခဲ့တာလို့ကောက်ချက်ထားကြပါတယ်။ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးကိုပိတ်ပင်ရတဲ့အကြောင်းရင်းခံမှာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့စစ်တပ်ကိုစတင်တိုက်ခိုက်နေကြတဲ့လက်နက်ကိုင်အဖွဲ့တွေကုန်သွယ်ရေးကနေအခွန်အခောက်မရဘူးကြီးရတာလို့လည်းယူဆရပါတယ်။စီအရာစန့်တင်တိုက်ခိုက်နေတဲ့အဖွဲ့တွေအခွန်အကောက်မရစေဖို့နဲ့နိုင်ငံသားငွေဝယ်လိုအားကျစင်ပြီးမြန်မာတက်ငွေတန်ဖိုးမြင့်လာစေဖို့တစ်ချက်ခုနှစ်ချက်ပြတ်သဘောနဲ့ပိတ်ပင်ခဲ့တာလို့ယူဆရပါတယ်။ ဒီလိုပိတ်ပင်မှုကတစ်ဖက်မှာမြန်မာကျပ်ငွေတန်ဖိုးတက်လာတဲ့ဆိုပေမဲ့နေ့စဉ်စားတောက်ကုန်လူသုံးကုန်ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့တန်ဖိုးနှုံထားတွေကကျဆင်းလာတာမရှိတဲ့အပြင်ပိုလို့တောင်မြင့်တက်လာနေတာတွေ့ရပါတယ်။မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာခြင်းဟာမှန်ကန်တဲ့စီးပွားရေးမူဝါဒချမှတ်မှုကုန်ထုတ်လုပ်မှုမြင့်တက်လာခြင်းစာရာတွေကြောင့်မဟုတ်ပဲနေ့စဉ်ဝင်ရောက်နေတဲ့လူသုံးကုန်စားတောက်ကုန်နဲ့ဆက်မှုလုပ်ငန်းအတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေကိုပိတ်ဆို့လိုက်တာကြောင့်နိုင်ငံသားငွေဝယ်လူအားကျပြီး မြန်မာအကြံငွေတန်ဖိုးမှလာခြင်းသာ ဖြစ်ပါတယ်။လူလူအဖို့တော့စေဝါစားတောက်ကုန်လူသုံးကုန်နဲ့ဈေးနှုန်းမြင့်တက်ရှားပါလာတာနဲ့ရင်းဆိုင်နေကြရတာပါ။ရန်ကုန်မြို့က City Mart နဲ့ City Mart အခွဲ Market Place လို့ပြည်ပကစားတောက်ကုန်လူသုံးကုန်နဲ့တင်သွင်းရောက်ချနေတဲ့ကုန်တိုက်မျိုးမှာပင်လေပစ္စည်းပြက်လက်နေပြီးမကြုံဘူးတဲ့ဈေးနှုန်းတွေနဲ့လည်းဝယ်ယူနေကြရတာလို့ဆိုပါတယ်။စက်ပြမုတ်သွားတိုက်စီစားသုံးစီနဲ့စီးဝါးတွေမတန်တဆဈေးနှုန်းဖြစ်ကုန်ကြပါတယ် ဝန်ဆောင်ကတွေလှုပ်အားကတွေဈေးမကြပဲကုန်ပစ္စည်းတွေရှားပါတဲ့စစ်ပွဲကာလပိတ်ဆို့ခံထားရတဲ့အခြေအနေမျိုးမှာလူအများစုကနေထိုင်ကြော်ပြတ်နေကြတာဖြစ်ပါတယ်။တမျိုးနဲ့တမျိုးသေယူပို့ဆောင်ကခရီးသွားလာစိတ်တွေမကြုံဘူးလို့တဲ့နှုံထားတွေနဲ့နေထိုင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ရန်ကုန်မန္တလေးလိုမြို့တွေမှာတော့အထက်မှာဖော်ပြသလိုကုန်ပစ္စည်းနဲ့ဝန်ဆောင်ကစီးဝါးစီးရိတ်တွေကကြီးမြင့်နေတဲ့အခြေအနေကြုံတွေ့နေရတာဖြစ်လို့စစ်ပွဲဖြစ်နေတဲ့ဒေတာတွေတော့ မြို့ကြီးတွေထပ်ပုံမဆိုးရတဲ့အခြေအနေတွေရင်ဆိုင်နေကြရတာဖြစ်ပါတယ်။အရေးပေါ်အခြေအနေစေဝါကူတာကိုတမျိုးကနေတမျိုးတွားရောက်ကြရတဲ့ဇီးရိုက်တွေကသိန်း၁၀ခန်းလောက်ထိကုန်ကျကြရသလိုမြို့တမျိုးမှာရခင်ရရှိတဲ့ကျန်းမာရေးစောင့်ရှောက်မှုမျိုးခုနေခါမရနိုင်တော့ပဲတိုင်းကျော်ပြည်နယ်ကျော်တွားရောက်ပြီးစေကူတာခံယူကြရတာဖြစ်ပါတယ်။စေကန်းတစ်ချိန်ပြသဖို့ကားက၄-၅သိန်းအကုန်ကျခံကြရတဲ့အခြေအနေတွေလည်းနေရာအများပြားမှာဖြစ်ပေါ်နေတာပါ။ အခုလိုအခြေအနေခင်းကျင်းတွေကိုခြုံငုံသုံးသပ်ကြည့်ရင်အာနာသိန်းစစ်တပ်ကဖွင့်ပြတဲ့အပိုထောက်ပံ့ကြီးကျက်သုံးတောင်းဟာဒီရေလိုလှည့်မြန်စွာမြင့်တက်လာနေတဲ့ကုန်းစည်းနှုံးတွေအကြားလွယ်လွယ်ကူကူပြောက်ွယ်သွားမဲ့ပမာဏသာဖြစ်ပါတယ်စစ်ပွဲတွေရဲ့ကုန်ကြဆိတ်တွေကိုထမ်းပိုးထားရတဲ့ပြည်သူလူထုအဖို့မကြုံဘူးတဲ့ကုန်းစည်းနှုံးပင်လယ်မှာလေပင်ထိနှိမ့်မြုံနေတဲ့အခြေအနေမှာရှင်တန်ဖို့ခက်ခဲကြက်တဲစွာကူးခတ်နေရဆဲဖြစ်ပါတယ်ရှင်